တော့ بوا းများပြီဆိုလို့ရှိရင်တော့ဘယ်လို بوا းရမလဲဣတိပိသောဘဂဝါဣတိပိဆိုတာအကြောင်းကိုရည်ညွှန်းတာသောဘဂဝါကိုယ်စိတ်ထဲမှာကိုယ်စိတ်ထဲမှာသောဘဂဝါငါချီညိုတဲ့ငါကိုးကွယ်တဲ့အဲ့ဒီဗုဒ္ဓမြတ်စွာဘုရားဟာလို့အဓိပ္ပာယ်ရတယ်သောဘဂဝါဆိုတာဒီ ငါជីညိုကိုးွယ်တဲ့တလောလကလုံးကလေးစားရတဲ့ဘုရားဆိုတဲ့ပုဂ္ဂိုလ်သူမြတ်ဟာအဲဒီနေရာမှာဘဂဝါလို့ခေါ်လိုက်တာကအလွန်လေးစားတတ်တဲ့ပုဂ္ဂိုလ်တွေကိုသုံးတဲ့အိန္ဒိယစကလုံးတစ်ခုပဲဒီနေ့တော့ပဲအိန္ဒိယနိုင်ငံမှာဘဂဝါလို့သုံးနေရှိတယ်တကယ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုဘဂဝါလို့သုံးတယ်သူတို့နော်အဲ့ဒီဘဂဝါလို့သုံးတဲ့စကလုံးရဲ့အဓိပ္ပာယ်ကဒါလဲလို့ဆိုရင် ဂုရုကြီးလို့အဓိပ္ပာယ်ရတယ်။ဂုရုကြီးတဲမှာပို့ပြီးတော့လေးစားတဲ့ဂုရုကြီးတွေကြတော့ဘဂဝန်လို့ခေါ်လိုက်တာသူတို့။ဒါအိန္ဒိယနိုင်ငံအသုံးစကားတစ်ခုပဲ။ဘဂဝန်ဆိုတာအလွန်ကိုကြည်မြတ်တယ်သူတို့လေးစားရတဲ့ပုဂ္ဂိုလ်အလွန်လေးစားတတ်တဲ့ဂုရုကြီးတွေဒါကြောင့်မလို့အထက်ကရာဆရာကဘဂဝါတိဂုရုဒီလိုဖွင့်တာဘဂဝါတိဂရု กรုံหิโลกิภควาติโอสันติโลกะလူတွေကလေးစားအပ်တဲ့ခੁရုတွေကိုဘဂဝံလို့ခေါ်ကြပါတယ်ဆိုတာဒီပါဠိစာပေမှာနေမဲ့ဒီဟာဖွင့်ဆိုပြထားတာရှိတယ်အထက်ကရာကျမ်းတွေဟာအဲ့တိုင်းပဲရေးတယ်နော်ဘဂဝါတိဂရုဘဂဝါတိခੁရုခုခေတ်အတောင်းတဲ့ဆိုဘဂဝါဆိုတာခੁရုကိုခေါ်တာတဲ့ဂရုဂုရုံဟိလောကေ ဘဂဝါတိဟောဇတိဂုရုကိုလူတွေကဘဂဝါလို့ခေါ်ကြတယ်ဟောဒီအဓိပ္ပာယ်နဲ့ဖွင့်ပြဘာလို့လဲဆိုရင်လောကကြီးတစ်ခုလုံးရဲ့အလေးပြုအပ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ရသော်ဘုရားဟာကိုချင်းတိလနဲ့နိုင်ရှင်ပဲဆိုလဲသူ့ကိုပါတဲ့ပုဂ္ဂိုလ်မျိုးနဲ့မှီတဲ့ပုဂ္ဂိုလ်တော်မရှိဘူးတမာတိနဲ့နိုင်ရှင်လိုက်ပြန်ရင်လေဖျားတဲ့တာတဲ့ပုဂ္ဂိုလ်မဆိုးတာနဲ့တူတဲ့ပုဂ္ဂိုလ်တော်မရှိဘူး ပညာအားဖြင့်လေဖျားတဲ့တာတဲ့ပုဂ္ဂိုလ်ဆိုတာမပြောနဲ့ဟိုဟိုတူတဲ့ပုဂ္ဂိုလ်မပြောနဲ့တာတဲ့ပုဂ္ဂိုလ်တာတဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးတူတဲ့ပုဂ္ဂိုလ်တောင်မရှိဘူးလို့ဒီလိုဆိုလို့ရပေါ့เนาะဒါကြောင့်မို့တလောကလုံးကဥညွတ်လေးစားရတဲ့ပုဂ္ဂိုလ်သူမြတ်မို့ဘဂဝါန်လို့ဒီလိုခေါ်တာအဲ့ဒီမှာဒီဣတိပိသောဘဂဝါသောဘဂဝါမြန်မာလိုတော့အမျိုးမျိုးပြန်ကြတယ် ဘုံတော်ကြီးမှာထိုရှင်တော်မြတ်ဖရာသည်ကိုယ်စိတ်ထဲမှာဒုကိုးွယ်တဲ့မြတ်စွာဘုရားဟာဣတိပိ